အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တင်အောင်ရေးသားတော့ဒေါက်တာလွမ်းဝေလို့အမည်ရတဲ့လုံချင်းဝိထုရှိကို အပိုင်းတင်နေနဲ့ကျွန်တော်ကိုရှိတာမှစတင်ပြီးဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာ အခန်းတည်းအိုဟောင်းလာတော့ကျေးဝါဆိုင်ဖို့တခုဒေါက်တာလွမ်းဝေအချိန်မရွေးတွေ့နိုင်ခေါ်နိုင်ပါသည် တိုင်ပင်ချင်းနှင့်ခြေကြွားခါများမရှိပါအထပါဆိုင်ဖို့ဤအနန္တီ ကိုလမခမ်းများရှိလျက်အလျားမူကားတပေတပေခွဲခမ်းများရှိလိမ့်မည်ဟု၍ခံမှန်းရလေသည်။သို့ရတွင် ထိုဆိုင်ပုတ်ကိုအနှံပြုလုပ်စဉ်ကလေးကပင်လျင်နှိရှိလာများအတုံးပြုနိုင်ရန်နှင့် ခန္ဓာရည်ရှိစေရန်အတွက်ဆိုင်ပုတ်ရှင်ဆရာဝန်ကြီးဦးလွမ်းဝေသည်၎င်း၏ဆိုင်ပုတ်ကိုကျေးဝါဖြင့်စင်စင်သာသာရွေးချယ်ပြုလုပ်ခဲ့ဟန်လည်းရှိလေသည်။ဆိုင်မုတ်ပြုလို့ရတွင် အရှားအရှားသောပစ္စည်းများထက်ကျေးဝါသည်ပို၍ခံနိုင်ရင်ရှိသည်မဟုတ်ပါသလော အထပ်ပါကျေးဝဆိုင်ဘုတ်၏တက်တန်းသည်အချိန်ကာလနှင့်နှိပရိစေတာအပြင်မြည်ရွေ့မြည်များရှေးလျားကြာမြင့်ခဲ့ပြီဟုဆိုဒီကိုမူကကာယကံကျင်ဆရာဝန်ကြီးကလွဲ၍မြန်မာနိုင်ငံတော်ဈေးကောင်စီကတော်လည်းကောင်းထိုကောင်စီနှင့်ဆက်သက်လျက်ရှိသောပင်လယ်ရခြားတိုင်းတစ်ပါးမှဗီဒီချဆေးကောင်စီကတော်လကောင်တည်ရှိနိုင်လိမ့်မည်မဟုတ်ပါချေအတိုင်းအဆမရှိသောအချိန်ဤဖြစ်မှုနှင့်စိုးဝါသော ရာသီဥတုရိရိုက်ခတ်မှုများကြောင့် ဒေါက်တာလွမ်းဝေဤစိုင်းပုတ်သည်များစွာအိုမင်းကဟောင်းနှမ်းလျက်ပင် ရှိနေရှိ။ကျင်းကြီးများကိုရေချွတ်ခြင်းဖြင့်တိုက်ချွတ်စေကြောရပံများလာလေပြီဖြစ်၍စိုင်းပုတ်သည်ပင်ခပ်ပါးပါးများတာလျင်ကြံရှိလေတော်သည်။တို့ရတွင်ဆရာဝန်ကြီးဦးလွမ်းဝေသည်၎င်း၏ကျေးဝါဆိုင်ပုတ်ကိုအသည်လဲလဲခြင်းကမပြုသေးချေ။များစွာဟောင်းနှံအိုမင်းလှရှိပြီဖြစ်သောထိုဆိုင်ပုတ်ကလေးကိုအမြတ်တနိုးစိတ်စိတ်ဆွဲထားရှိတော်မူဖြစ်လေသည်။ မိသည့်အရာကိုမဆိုအပေါ်ယံလှဲလက်ကလေးများ လောက်တာကြိတ်တက်ချွတ်တက်သူများသည်ဒေါက်တာလွမ်းဝေ၏ဟောင်းနှံအိုမင်းလာသောကျေးဝဆိုင်မုတ်ကလေးကိုခလန်းလန်းမှကြည့်ရှု၍၎င်းတို့အချင်းချင်းလက်တို့ကမသိမသာပြုတ်တက်သူများသည်အများအားဖြင့်တက်ရောက်ကားများထဲကသာဖြစ်တတ်ကြလေသည် ထိုတက်ရောက်ကားများသည်ဟောင်းတွန်းလာသောဆိုင်းဘုတ်ကိုပင်ပြုံးရလေသလားသူဒီမဟုတ်အချိန်မရွေးတွေ့နိုင်ခေါ်နိုင်ပါသည်တိုင်ပင်ချင်းနှင့်ရှေကျွားကားများမရှိပါဆိုသောအချက်ကိုပင်သဘောကျ၍များပြုံးကြလေသလားအမှန်ဆိုတော့သူတို့ကိုယ်တိုင်သာလျင် အသိနိုင်ဆုံးဖြစ်ကြပေတော့သည် ထိုတက်ရောက်ကားများသည်ဆရာဝန်ကြီးဦးလွမ်းဝေ၏ဆိုင်းဘုတ်ကိုအပေါ်ယံနှင့်ခလန်းလန်းမှနေ၍ကြည်ကား ၎င်းတို့ထမင်းကို၎င်းတို့ဘာသာစာရင်ဒေါက်တာလွမ်းဝင်နှင့်ပတ်သက်၍အမျိုးမျိုးသောထင်မြင်ချက်များကိုလည်းစေတနာကွန်ထမ်းပေးတတ်ကြသေးသည်တို့ရတွင်ထိုသူများသည်ဆရာဝန်ကြီးဦးလွမ်းဝင်နှင့်တစ်ချိန်တစ်ခါမှဆက်ဆံမှုကြသူများတော့ကမဟုတ်ပါချေဆိုင်းဖုံဟောင်းနှင့်ဆရာဝန်ကိုသူတို့တတွေသည်များစွာအထင်အမြင်သိတတ်ကြလေသည်ဆိုင်ဖုံနှင့်ဘွယ်တူးကုံတို့များကိုဖော်ပြထားခြင်းမရှိသဖြင့်သူတို့တွေသည်ဆရာဝန်ကြီးဦးလွမ်းဝေကို တကယ်ဒေါက်တာစစ်စစ်တယောက်မှပင် ဟုတ်ပါ၏လို့ဟူ၍တန်တရားများလည်းရှိနေတတ်ကြလေသည်တချို့သော လူသားများသည်ဒေါက်တာလွမ်းဝေ၏ဆိုင်းဘုတ်ကို ခလန်းလမ်းမှပင် ကြည့်ရှုကာနှာခေါင်းရှုံတတ်ကြလေသည်တို့ရတွင်လူသားများသည်လူနည်းစုကလေးများသာဖြစ်ကြလေသည်ထိုလူနည်းစုတဲတွင်အစိုးရအရာရှိကြီးငယ်များကျေးရတ်များနှင့်ခေပညာတတ်ဆိုသူများသာပါဝင်လျက်ရှိတတ်ကြလေသည် ထိုသူများသည်ဒေါက်တာလွမ်းဝေ၏စိုက်ပုတ်ဟောင်းကိုကြည့်ရှုကာနှာခေါင်းချုံတက်ကြသည့်သူများတော်ကမဟုတ်တန်ရာချေခေပညာတတ်ဆရာဝန်ကြီးတဦးတယောက်ဖြစ်ပါလျက်၎င်းတို့နှင့်ရင်းရင်းနေနေအကျောတော်ဝင်နေထိုင်ခြင်းမပြုတ်တတ်သောဥလွမ်းဝေ၏ပေါင်းသင်းဆက်ဆံ၏ညံပြင်းမှုကို အထင်သေး၍နှာခေါင်းချုံကြခြင်းဖြစ်လေသလားတူဒီမဟုတ်၎င်းဘာတိဘာသာခိုင်အေးအေးခောက်ကုတ်နေထိုင်ခြင်းပြုတ်တတ်သောဆရာဝန်ကြီးဥလွမ်းဝေကို ဘဝင်မြင့်သည်ဟုအထင်ရောက်ခါနှကောင်ချုံးကြခြင်းဖြစ်လေသလားအမှန်ကိုတော့မူသူတို့သာလျင် သိနိုင်ကြပေလိမ့်မည်တချို့သောသူများသည်ဆရာဝန်ကြီးဦးလောင်းဝင်နှင့်၎င်း၏ကျေးဝါဆိုင်ဖို့အဟောင်းအမြင်ကလေးကို တွေ့လိုက်မြင်လိုက်ရလျင်ပင် အလိုလိုအားတက်ရွှင်မြူးလာတတ်ကြလေသည်ထိုသူများသည်လူအများစုကြီးပင်ဖြစ်လေသည် သူတို့သည်များသောအားဖြင့်မချီနွမ်းပါကြသူများဆင်းရဲပင်ပန်းလျက်ရှိကြသူများနှင့် မိုးတိတ်နာခြင်းလည်းရှိကြသူများသာဖြစ်ပေသည်တကယ်ဆိုတော့ထိုသူများသည်စိရဲပင်ပန်းခြင်းနှင့်ငမောရခြင်းများကြောင့်နာကျင်ရသူများသာဖြစ်လေသည်ထိုသူများသည်၎င်းတို့၏ယောဂဝေဒနာကိုကုစားခြင်းပြုနိုင်မှုကဝေးလေစွာ၎င်းတို့၏ဝမ်းကိုပင်အေးအောင်စွမ်းနိုင်ကြသူများမဟုတ်ကြချေရင်းလူတန်းသားများသည်ဆရာဝန်ကြီးဦးလွမ်းဝေ၏ဖောက်တဲ့ကြီးများပင် ဖြစ်ကြလေသည်ကြကား ဟောင်းနံအိုမင်းလာလီပြည်ဖြစ်သောအထက်ပါကျေးဝဆိုင်းမုတ်ကလေးသည်မြန်မာနိုင်ငံ အနှံ့အပြားသို့လှည့်လေရောက်ရှိခဲ့ဘူးပေလီဖြစ်လေသည်မြို့ကြီးပြကြီးများလောက်သာမဟုတ်ချေတောကျုံအောင်ကြားနှင့်တောင်ပေါ်ကမ်းပေါ်အရက်ဒေသများသို့လည်းရောက်ခဲ့ပောက်ခဲ့လာကြလေပြီကျေတော်ငှက်တော်နှင့်ဝေးလံပြီးခေါင်းလာပြီးတော့ကျေးလက်စနပုံများ၌လည်းထိုကျေးဝဆိုင်းမုတ်ကို ကာကြီးအားပုတ်လောက်ရေးပြ၍မျှဘာမှန်မသိကြချသောသူများပင်တွေ့ခဲ့မြင်ခဲ့ကြဘူးလေပြီမြန်မာနိုင်ငံတော်၏မြောက်ဘက်ဆုံးဖြစ်သော မြကြီးနားခရိုင်စတုံစမားနယ်များအရှေ့ဘက်ဆုံးဖြစ်သောလာချိုနှင့်ကျိုင်းတုံနယ်များအနောက်ဘက်ဆုံးဖြစ်သောပလတ်ဝနှင့်ရောနယ်ဂံကောနယ်များနှင့်တောင်ဘက်ဆုံးဖြစ်သောရေဘေးဒဝဲနယ်များ၌ထိုဟောင်းနှံအုံမင်းလာလေပြီဖြစ်သောကျေးဝါဆိုင်ပုတ်ကလေးကို လူပေါင်းအရာအထောင်မကတို့သည်လည်းတွေ့ခဲ့မြင်ခဲ့ကြဘူးလေပြီထို့လူပေါင်းအရာအထောင်နဲ့အရာအထောင်တွေတွင်ကချင်းရှမ်းတရုတ်ရှမ်းရှင်းရခိုင်မွန်င်းမြန်မာစားသောတိုင်းရင်းသားလူမျိုးများလည်းပါဝင်လျက်ရှိကြလေပြီရောက်လေရာအရက်ကာ၌အရှားအရှားသောစိုင်းပုံများနှင့်မတူကွဲပြား၍တဘာသာထူးခြားလျက်ရှိသောထိုကျေးဝါစိုင်းပုံကို စား၍တွေ့ကြကြကလူအများအဖို့အထူးအဆန်းကဲ့သို့ရှိခဲ့ပေသည် ဆရာဝန်ကြီးဦးလန်းဝေဤဆိုင်းပုံ၌၎င်းအောင်မြင်ရရှိထားသောဘွယ်တူးကုံတူးများကိုပင်လျင်ဖော်ပြထားခြင်းမပြုရှိများသောအားဖြင့်ဆရာဝန်များသည်၎င်းတို့၏လူနာများကသိရှိစေရန်နှင့် အထင်ကြီးစေရန်အတွက်၎င်းတို့၏ဘွယ်တူးကုံတူးများကိုတတ်နိုင်လျင်တတိတတန်းကြီးဖော်ပြလေရှိကြသည်တကယ်ဆိုတော့ထိုကဲ့သို့သောဆရာဝန်များကိုမှလည်းလူနာတို့သည်အထင်ကြီးတတ်ကြသည်မဟုတ်လော့ အာကိုအာထာပြုတ်တတ်ကြသည်လည်းမဟုတ်လောဆရာဝန်ကြီးဦးလွမ်းဝေဤကျေးဝါဆိုင်ဘုတ်တွင်၎င်းသည်အဘယ်ကဲ့သို့သောဆရာဝန်ကြီးတူဖြစ်သည့်အကြောင်းကိုပင်လျင် ဖော်ပြထားခြင်းမရှိချေတကယ်ဆိုတော့ဒေါက်တာဘွဲ့တက်ဆင်ထားသောဆရာဝန်အမျိုးမျိုးအဆအဆရှိကြသည်မဟုတ်သလောလူနာအများအပြားပင်လျင်ရခင်က၎င်းတို့တွဲဆုံဆက်ဆံခြင်းပြုခဲ့ရဘူးသော အခြားအခြားသောဆရာဝန်ဆိုသူများနှင့်တပါတာဖြစ်ကား တိုင်းမင်းကြီးနှင့်ရှေးကျွားကများလည်းမယူအချိန်အခါမရွေတွေ့နိုင်ခေါ်နိုင်ပါသည်ဟုအဆိုပြုထားသောထိုဒေါက်တာလွမ်းဝေဆိုသူကို မိခဲ့သူများနားမလည်နိုင်ဖြစ်ကြရလေသည် လူနာများသည်၎င်းတို့၏ယောဂဝေဒနာနှင့်ပတ်သက်၍ဆရာဝန်ဆိုသူများအားပြသတိုင်းမင်းကြီးပြုကြရသည်မဟုတ်လော အောင်မြင်ကြောကြားနေသောဆရာဝန်ကြီးများသည်လူနာများများပြားလှသဖြင့်အသေးဖြစ်သောလူနာများကိုပင်လျင်လွယ်လွယ်နှင့်လက်ခံတွဲဆောင်ခြင်းမပြုနိုင်ကြအားကြီး အချိန်အားနှင့်ရက်အားများကိုခက်ခဲရင်ရင်ရွေးချယ်တတ်ကြလေသည်ယင်းတို့လူနာများသည်မိမိတို့၏ယောဂကိုပြသဆန်းသပ်ဖို့တတ်တတ်အတွေ့ဆရာဝန်ကြီးများကိုတိုင်ပင်ကြီးများပေးကြရလေသည်တိုင်ပင်ကြီးဆိုသည်မှာစေဘိုးဝါကများ ကုသကြေးများနှင့်ဘာမှမဆိုင်ချေတို့ရတွင်ဒေါက်တာလွမ်းဝေသည်တိုင်ပင်ကြီးမရှိဟုဆိုထားလေသည်ထို့ကြောင့်အခြားအခြားသောဆရာဝန်အမျိုးမျိုးနှင့်ဆက်ဆံပူးကြသောလူနာများအဖို့ တိုင်ပင်ကြီးမရှိဆိုသောဆရာဝန်တဦးသည်အထူးအဆန်းသက်ဖွယ်ဖြစ်နေကြကြနေပြီထို့သောတိုင်ပင်ကြီးမရှိသည့်အတွက်ဆရာဝန်ကြီးဦးလောင်းဝေကိုအထင်သေးချင်ချင်ဖြစ်သူအများပြားပင်ပေါ်ပေါက်ခဲ့လေသည် လူနာဆိုသူများသည်ပတ်စံများများပေးရသောအလုပ်ကိုမှအဟုတ်ထင်တတ်ကြလေသည်ယုံလဲယုံကြည်တတ်ကြလေသည်ဗြိတိရှ်ကိုလိုနီဝါဒသမားများမြန်မာနိုင်ငံအားနှစ်ပေါင်း100ကျော်ကျော်ကျွန်ပြုတ်ခဲ့ကြသည့်ကာလများအတွင်မြန်မာအမျိုးသားများအား တွင်ထားပေးခဲ့ကြလေသည် ထိုစိတ်ဓာတ်များသည် ကိုလိုနီစနစ်၏လက်ကျန်အငွေစိုးဟုခေါ်ဆိုနိုင်ပေလိမ့်မည် ထင်ပေသည် လူနာများများသည်၎င်းတို့၏ယောဂဝေဒနာသည်ယောဂဝေဒနာသည်အဖေများစိုးဝါပြင်းထန်လျက်ရှိစေကာမူဆရာဝန်ဆိုသူများကိုသူတို့ကန့်သက်ပေးထားသောအချိန်ပိုင်းအတွင်း၌သာကိစ္စံခွင့်ရှိသည်ဟုသဘောပေါက်ထားကြလေသည်တို့ရတွင်ဒေါက်တာလွမ်းဝေဆိုသူကအချိန်မရွေး တွေ့နိုင်သည်ခေါ်နိုင်သည်ဟုအဆိုပြုလာသောအခါသူတို့သည်နားပလည်နိုင်အောင်ဖြစ်သွားကြလေသည် အချိန်မရေ တွေ့နိုင်ခေါ်နိုင်ပါသည်ဟုဆိုသောဒေါက်တာသည်အဘယ်ကဲ့သို့သောဒေါက်တာအမျိုးသားတဲ့ကဖြစ်နိုင်တည်းတိုင်မင်းချင်းနှင့်ရှေးကြွားကလည်းမရှိအချိန်မရေတွေ့နိုင်ခေါ်နိုင်ပါသည် ဆိုသောဆရာဝန်သည် ကုသရမည့်လူနာစင်းရဲနွမ်းပါလာသောဆရာဝန်အညံ့စာအပြင်းစားတယောက်ပင် ဖြစ်လေရော့သလားထိုကဲ့သို့သောတွေ့တော်ချင်းပြုတ်တဲ့သောလူနာ လူနာတယ်များတည်လဲရှိတတ်ကြလေသည်ယောဂတယ်တိုင်းလိုလိုပင်ဆရာဝန်သူမဟုတ်စေတမားဆိုသူများသည်သူတို့ကျင်တဲ့လောက်တော့မတန်တဆအခါချင်းဝင်များကိုရရှိမှသာလေရင်စေကုသစားတတ်သောယောဂကုံတယ်ကြီးများအဖြစ်ဖြင့်လဲတင်းမြင်နားလဲထားကြလေသည်တကယ်ဆိုတော့လဲဆရာဝန်များများတည်ပြီးလျင်၎င်းတို့ရဲ့အတတ်ပညာကိုလူနာများနှင့်ယောဂတယ်အများအတွက် အတွက်ထက်၎င်းတို့၏ဗန်တိုင်းအငွေစရင်များတိုးတက်များပြားလာအောင်သာလျှင်အသုံးပြုနေကြသည်ကများသည်မဟုတ်သလိုထို့ကဲ့သို့သဘောထားကယောဂတဲ့များသည်ဆရာဝန်ဆိုသူများအထူးသဖြင့်နာမည်ကျော်ကြားလူကြိုက်များနေသောဆရာဝန်ကြီးများကိုရှင်းကပ်ခြင်းပြုလေရှိကြသည်ပေါင်းတင်ဆက်ဆံခြင်းလည်းပြုတတ်ကြလေသည်တို့ရတွင်အခြားတခြားသောယောဂကုသည့်ဆရာဝန်ကြီးငယ်များနှင့်မတူကွဲပြားသောဆရာဝန်ကြီးဦးလွမ်းဝေဆိုသူတယောက်ကို တွေ့ဆုံဆက်ဆံခြင်းပြုလုပ်ကြရသောအခါဒေါက်တာလန်းဝေဆိုသောလူတယောက်အားဆရာဝန်တယောက်မှပင်ဟုတ်ပါ၏လို့ဟူသောတန်တရားများဝင်ဝင်ကြလေသည်ထိုဆရာဝန်ဦးလန်းဝေဆိုသူသည်အခြားအခြားသောဘွဲရဆရာဝန်များကဲ့သို့ဘွဲရသောဆရာဝန်တဦးမှပင်ဟုတ်ပါလေ၏လို့ဟူသော တွေ့တော်ဆိုရင်မူနှင့်အထင်မြင်သေးမှုများလီ ထင်အနေအထင်အမြင်တေးမှုများလည်းရှိလာကြလေသည်ဒေါက်တာလွမ်းဝေသည်၎င်း၏လူနာများကိုရှေးဝှစွာတည်တည်ချာချာစမ်းသပ်ကြည့်ရှုခြင်းပြုတတ်လေသည်ထို့နောက်သူသည် ထိုလူနာ၏ယောဂါပြောင်းမပြောင်းစိတ်ရှိလက်ရှိနှင့် ကြည်ကျင်နာနာ ကုသပေးတတ်လေသည် လူနာ၏ယောဂါပြောင်းကင်းသွားသောအခါသူသည်ကုန်ကြခဲ့သောစေဘိုးကိုသာဆင်းရင်ပြလေရှိသည်သူ၏ကုသရေးအတွက်စေတနာရှိသလောက်နှင့် တအားနိုင်သလောက်သာပေးဖို့တောင်းခံတတ်လေသည်အကယ်၍မပေးနိုင်လျင်လည်းတတ်နိုင်သောအခါမှပေးဖို့ပြောဆိုတတ်သည် မပေးနိုင်လောက်သောအခြေအနေမျိုးရှိလျင်သူသည်ကုသိုလ်ဖြင့်ကုသရသည့်အကြောင်းကိုပြောဆိုတတ်လေသည်ရင်တို့ကုသပေးတတ်သောဆရာဝန်ကြီးဦးလွမ်းဝေကိုလူနာများသည်များစွာအံ့ဩကြလေသည်သူရတွင်မူလကထိုဆရာဝန်ကြီးအပေါ်၌ထားရှိခဲ့သောတန်တရားနှင့်အထင်သေးမြင်သိမှုများသည်ကင်းစင်၍ကမတွားကြချေရှေ့မြဲသာရှိနေကြလေသည် ဒေါက်တာလွမ်းဝေသည် လူနာပေါင်းများများစွာတို့နှင့်ဆက်ဆံခဲ့ရသောဆရာဝန်ကြီးတဦးဖြစ်လေသည်သူ၏လူနာအများပြားသည်လူနောက်ပိတ်ခွေးများနှင့်ဖိုးတုံညာများတာလျင် ဖြစ်ကြလေသည် သူရတွင်သူသည်အထက်တန်းစားလူနာများနှင့်ထိုက်တင်းသလောက်တော့ဆက်ဆံခဲ့ခြင်းပြုခဲ့ရဘူးလေသည်ထို့ကြောင့်သူသည်လူနာများ၏တဘာဝနှင့်စိတ်နှင့်သဘောထားများကို ကောင်းစွာအကဲခတ်တတ်လေသည် တို့ရတွင်ဆရာဝန်ကြီးဦးလောင်းဝေသည် အလုတ်လုတ်တလောက်စကားနှဲပါလာတော့ပုံကုတ်တူးမြတာဖြစ်လေသည်အဆောင်ရောင်နှင့်အခမ်းအနားဘွယ်တူးကုံတူးနှင့် ဟိတ်ဟန်များကို အထင်ကြီးအလေးထားတတ်သူများဘွယ်တူးကုံတူးဆန်ရကုသရေးကုနည်းများဖြင့်လည်းကုစားခြင်းပြုသော အမှုကိုသူသည်ကောင်းစွာနားလည်ထားသောစေတမာတူးဖြစ်လေသည်တို့ရတွင် ထိုကုသရေးနှင့်ကုနည်းများကိုသူသည်မြည်တူးများချောင်းလွှဲ၍ မရနိုင်သောအချိန်ကာလနှင့်အချိန်အနည်းမျိုးတွင်ကြာမှလေးကံဖိနှဲ့စွာအတုံးပြုတတ်လေသည် သူ့ဖို့အရေးကြီးဆုံးအလုပ်မှာလူနာကိုအမြန်ဆုံးချမ်းသာပျောက်ကင်းစေဖို့သာဖြစ်လေသည်သူစီတို့ရောက်ရှိလာသောလူနာတဦးပျောက်ကင်းချမ်းသာသွားသည့်နေ့တစ်ပိုင်းနဲ့ဆရာဝန်ကြီးဦးလွန်းဝေသည်၎င်း၏အလုပ်ကိုပီတိဖြစ်နေတတ်ပေသည်တခါကမူဆရာဝန်ကြီးဦးလွန်းဝေသည် သူ၏ကျေးဝါဆိုင်ပုံမှာ ဒေါက်တာလွမ်းဝေဆိုသောနေရာတွင် စေတမလွမ်းဝေဆိုသောစာတန်းကိုပင်အစားထိုးရန်အထိစဉ်းစားခဲ့ဘူးလေသည်သူသည်ရဲအတန်းကြာမြထိုကိစ္စကို လေးလေးနက်နက်စဉ်းစားခဲ့လေသည် သူရတွင်အပတ်ပန်းမှ အကြောင်းများကိုထောက်၍သူသည်ထိုအကြံစီကိုစွန့်လွှတ်ခြင်းပြုခဲ့ရပေသည်ရင်တို့ဖြင့်ဆရာဝန်ကြီးဦးလောင်းဝေဤကျေးဝါဆိုင်မုတ်ကလေးသည်မြန်မာနိုင်ငံအနှံအပြားသို့လှည့်လည်ရောက်ရှိခဲ့လေသည် ဒေါက်တာလွမ်းဝင်ရောက်ရှိနေသောအရာ၌ထိုဆိုင်ဘုတ်ကလေးကိုလူအများသည်တွေ့မြင်ကြရတကယ်သို့ထိုဆိုင်ဘုတ်ကိုတွေ့မြင်ရသောအရာ၌ဆရာဝန်ကြီးဦးလွမ်းဝင်သည်မြောင်များလာစွာသော လူနာများကို ကုသပေးရန်အတွက်ရောက်ရှိနေရပေသည်ဆရာဝန်ကြီးဦးလွမ်းဝင်ရောက်ရှိ၍ထိုကျေးဝဆိုင်ဘုတ်ကလေးကိုချိန်ဆွဲထားသောအရက်ဒေတာများ၌၎င်း၏ကျေးဝဆိုင်ဘုတ်အဟောင်းကလေးကိုခလန်းလန်းမှကြည့်ကပြုံးသူများကပြုံး၍နှာခေါင်းချုံသူများကရှုံကား အာတက်ရွှေမျိုးကြသူများလည်းအာတက်ရွှေမျိုးခဲ့ကြလေသည်တို့ရတွင်ပြောသူများနှင့်နှာခေါင်းချုံသူများမှလက်တဆုပ်စာလူနည်းစုများသာဖြစ်ကြလျက်အာတက်ရွှေမျိုးကြသူများကလူအများစုကြီးသာဖြစ်လေသည်တကားအခန်းနှင့်စေကု၍မရသောယောဂမြန်မာနိုင်ငံရရက်တို့နှင်းပရိစေတာအတန်ကြာများမမုံမပန်းလှဲ့လေကတွေ့တွေ့သည်များလူနာများကိုလိုက်လံစေကုသားလျက်ရှိနေကြရမှာ ရန်ကုန်မြို့တော်သို့နောက်ဆုံးတစ်ခေါက်ပြန်၍ရှေးဦးမတက်မီဆရာဝန်ကြီးဦးလောင်းဝေဤဟောင်းဟိုလှတော်ကျေးဝါဆိုင်ပုတ်ကလေးအားလူအများနောက်ဆုံးတွေ့မြင်လိုက်ရသောအရက်ဒေသတီကပြည်မျိုးအရှိဘက်မိုင်းပေါင်းအစိတ်နီးပါးခန့်အများဝေးလံသောပေါက်ခေါင်းဆိုသောမြို့ကလေးတစ်မြို့ပင်ဖြစ်လေသည်မြန်မာနိုင်ငံမြေလက်ပိုင်းပြည်ခရိုင်အတွင်းရှိပေါက်ခေါင်းမြို့ကလေးသည်အလွန်တရာခေါင်၍ရှောက်သွေးလာသော မြို့ကလေးတစ်မြို့သာဖြစ်လေသည် ခရံရုံးဆိုင်ထားသောပြည်မျိုးနှင့်ဆက်သွယ်ထားရသောမော်တော်ကားလမ်းတစ်ခုမှလွဲ၍အခြားအခြားသောမျိုးများနှင့်မြည်သည့်အဆက်အသွယ်များလည်းမရှိချေပြတ်နေသည်။ကြောင်လဲကြောင်ကြလှပေသည်။မြို့မင်းရုံးဆိုင်သောဒေဇက်ဝင်မြို့တစ်မြို့ပင်ဖြစ်တော်ညာလေ။မြို့ချင်းမြို့ကလေးတစ်မြို့သာဖြစ်လေသည်။တို့ရတွင် ပေါက်ခေါင်းသည်ကျေးလက်အင်အားကောင်းလာသည်နှင့်အမျှနေကျဲသောမြို့တစ်မြို့ကဖြစ်လေသည်။ ပောက်ခေါင်မျိုးအုံမင်းတို့မဟုတ်မျိုးပိုင်မင်းကပိုင်တော်ကြေးရွာတော်တော်များများရှိလေသည် ထိုကြေးရွာများတဲ့တွင်မြမကြေးရွာများအပြင်ချင်းရွာနှင့်ကရင်ရွာများအများအပြားရှိလေသည်တချို့သောကြေးရွာများသည်တော်တော်ကလေးစီကားကြီးမာသော ကြေးရွာကြီးများပင်ဖြစ်ကြလေသည်ပောက်ခေါင်၏ကြေးလက်များသည်မြမနိုင်ငံရဲ့ရဲ့မှကြေးလက်များကဲ့သို့စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းကိုသာအ धिक အတတ်မိုးရအောင်အတတ်မိုးရအောင်မှုအနေဖြင့် အာပြုလျက်ရှိနေကြသောကြေးရွာများပင်ဖြစ်ကြလေသည်စံတဘာကိုအရင်ခံတီးနှံအဖြစ်ဖြင့်အာသာဆိုင်ပြုတ်ကြလည်းရဲ့ပဲနှမ်းနေဝါစသည်တို့ကိုလည်းတအားတလောက်ထက်တတ်ကြလေသည်ဆိုင်ပြုတ်ရေးအလောက်ကင်များအပြင်တစ်ရိုင်းတစ်မာနှင့်ရှားလုပ်ငန်းများလည်းရာသီအလိုက်လောက်ကင်လေးရှိကြသည်တို့ရတွင်အင်းလုပ်ငန်းများကိုနိုင်ငံခြားသားတရုတ်ကလားများနှင့်မြို့နှင့်လူလယ်တန်းသားများကသာ ငွေရင်းစိုက်ထုတ်လောက်ကန်ကြလေသည်ပေါက်ခေါင်းမျိုးကပိုင်ဆိုင်သော နဝင်းသုံးချောင်းဤရေစည်းရေဝင်များတွင် အလွန်တရာအဖို့ထိုက်တန်၍နိုင်ငံခြားဈေးကွက်များသို့ဈေးကောင်းကောင်းဖြင့်တင်ပို့ရောင်းချခြင်းပြုရသောကျွန်းတဲ့များတစ်နှစ်တစ်နှစ်လည်ရင်တန်ပေါင်းများစွာထွက်ရှိလေသည်ထိုကျွန်းတဲ့လုပ်ငန်းကို နိုင်ငံပိုင်မသိမီကစတီဘရာတာဆိုသောကုမ္ပဏီကြီးကလဝက်ကြီးအုပ်လောက်ကင်ကတစ်နှစ်တစ်နှစ်လည်ရင်တင်ပေါင်းများစွာသော အမြဲဆုံးများကိုယုံငင်လေးရှိသည်ထို့အတူစံတပါပဲနှင့်ဝါကွန်စာသောထက်ကုံများကိုလည်း၎င်းတို့ကပင်လဝက်ကြီးအုပ်တိမ့်ပိုက်ခါတနှစ်တနှစ်လျင်တိမ့်ပေါင်းမြောင်များစွာအမြတ်ထုတ်ခဲ့ကြလေသည်ယင်းတို့ပေါကောင်းမျိုးနယ်သည်နိုင်ငံတော်၏ဥစ္စာတနာကိုတနေ့တနေ့လည်းရင်တန်းပေါင်းမြောင်များစွာထုတ်၍ထုတ်၍ပေးလျက်ရှိတော်လေပေါကောင်းမျိုးကလေးနှင့်တကွပေါကောင်းနယ်သူနယ်သားများသည်၎င်းတို့ခံစားခွင့် ခန်းစားလိုက်တော့အကျိုးခန်းစား권ကိုကမခန်းစားရချာကြီးသူတို့တရွေသည်ဆင်းရဲမြဲဆင်းရဲနေကြသည်ငတ်မို့မြဲငတ်မို့ခါနာကျင်ပင်မန်းနာကျင်ပင်မန်းနေကြနေကြရတုံးသာရှိလေသည်လုံးလိုက်ရင်မတိုင်မီကိုလိုနီခေတ်ကတနေ့တနေ့လျင်ဗီဒီရှကိုလိုနီသမားများသည်ပောက်ခေါင်းထဲမှစံကြပါပဲနှံဝါနှင့်ကျွန့်တဲ့စာတော်အဖို့တန်ပစ္စည်းများကို တန်ပေါင်းများစွာထုတ်ယူသွားကြပြီလည်းရင်နိုင်ငံရေးချားဈေးကွက်များသို့တင်ပို့ရောင်းချခြင်းပြုခဲ့ကြလေသည်ရင်းလုံငန်းဖြင့်သူတို့သည်နှစ်စဉ်တိုင်းလိုလို အမြတ်ငွေတန်ပေါင်းများများစွာကိုရရှိခဲ့ကြလေသည်တို့ရတွင်၎င်းတို့အားထုံမြသောအမြတ်ဆုံးများကို ထုတ်လုပ်ပေးခဲ့ကြသောပောက်ခေါင်းမြို့နယ်နှင့်နေသူနေသားများအတွက် ကိုလိုနီဝါဒသမားများသည်လုပ်ပေးတဲ့လုပ်ပေးထိုင်လာတော့လူမှုရေးဆိုင်ရာအခြေခံလုပ်ငန်းကလေးများကိုပင်လင်လုပ်ပေးရကောင်းမှန်းမသိခဲ့ကြချေမသိရွေပင် မလုပ်ပေးခြင်းဖြစ်သလိုတိပင်လျက်နေပင်တမင်မလုပ်ပေးပဲထားသလိုပေါကောင်းမျိုးနဲ့နေသူနေသားများအတွေ့အလွန်တရာအရေးတကြီးလိုအပ်နေသောစေယုံတယုံမှပင်မရှိရှိ လူမြင်ကောင်းယုံစေပေကံကလေးတစ်ခန်းသာ ပေးထားလေသည် အမျိုးသမီးများအတွေ့တားဖွာစေယုံနဲ့ ခလေးတငယ်များဆေးရုံမှာကဝေလာဝေးစွာတို့ရတွင်ပောက်ကောင်းတဲ့ချီတောင်သူလယ်သမားဆင်းရဲသားများထံမှငွေခွန်တော်ကိုစည်းကြက်ကောက်ခံခြင်းပြုရန်အတွက်မြို့အုပ်မင်းရုံးကိုမူကအခိုင်အခန့်ဆောက်လုပ်ထားကြလေသည်မိမိတို့၏တအိုးတဲ့အင်သာအတွက်မှဝါခုတ်ထင်းခုတ်တန်ငယ်ရိတ်ကြရသောဆင်းရဲသားများထံမှတတော်ခွန်ကိုတောင်းခံရန်အတွက်တောအုပ်မင်းရုံးကိုလည်းဆောက်လုပ်ထားကြလေသည်ထို့သော ဆင်းရဲသာတောသူတောင်သားများထံမှ အမျိုးမျိုးသောအခွန်တော်တို့ကိုစီးကျက်ကောက်ခံသောအမှုကို ကြားခံပေးရန်အတွက်ရဲဌာနနှင့်ရဲတန်းလျားများကိုလည်းဆောက်လုပ်ထားရှိလေသည်ရင်အခြေအနေများဒီကကိုလိုနီခေတ်ကဖြစ်လေသည်တို့ရတွင်လွတ်လပ်ရေးခင်း၌လည်းမြေတိုးများထူးခြားခြင်းတော့မရှိလာချေယခင်ကအတိုင်းသာဖြစ်လေသည်တကား ပေါကောင်းမျိုးကလေးတို့ဆရာဝန်ကြီးဦးလွမ်းဝေရောက်ရှိသွားပြန်တော့ခါ၌လေသူသည်ကျမ်းမာရေးပြက်ပြားနေသောလူပေါင်းအမြောက်များစွာကိုတွေ့ရှိရပြန်လေသည်ထိုအမှုသည်ဒေါက်တာလွမ်းဝေကဲ့သို့သောမိမိဘာသာတာဝန်ယူ၍စေကုသနေသောဆရာဝန်ကြီးတဦးတယောက်အတွက်အထူးအဆန်းမဟုတ်တော့ချေသူသည်မြန်မာနိုင်ငံအနှံ့များနှင့်ရောက်လေရာအရက်ဒေသတိုင်း၌ထိုကဲ့သို့ကျမ်းမာရေးပြက်ပြားနေသောလူနာပေါင်းများစွာတို့ကိုတွေ့မြင်ခဲ့ရသောကြောင့်ပင်ဖြစ်လေသည် သူ၏ကျေးဝါးစိုက်ဘုတ်ကလေးကိုစတင်ရှိဆွဲခြင်းပြုကစားကဤတိုင်းပြည်၌ကျမ်းမာရေးပြပြားနေကြသောလူနာပေါင်းထိုးမြများပြားလှစွာရှိနေလိမ့်မည်ဟုဒေါက်တာလွမ်းဝေသည် မထင်ခဲ့ပါရှိ။တို့ရတွင်ရန်ကုန်မြို့ကြီးကို ဆုံခွာ၍ကတ္တရာစီလမ်းမကြီးများမိရထားတန်လမ်းများနှင့်တင်မောလမ်းများနှင့်ဝေဒရက်ဝေသောအရက်ဒေတာများတို့တစားတဲ့တစားရောက်ရှိလာတော့မှပင် သူသည်ထိတ်လန့်တုန်လှုပ်ခဲ့ရလေသည် ထို့မြ၊ကြောက်ကမန်းလိလိများပြားလာသောလူနာများကိုတွေ့ဆုံရရင်သူသည်စက်သိမ်းများဖြင့်တဖြန်းဖြန်းထခဲ့မိသည်။အီတိုင်းပြည်၌ထိုမြများပြားလာသောလူနာများကိုအဘယ်သို့ချမ်းသာပျောက်ကင်းအောင်ကူစားနိုင်ပါမည်နည်း။မြန်မာနိုင်ငံ၌ဆေးကောင်စီကအသေးမက်ပြုထားသောဆရာဝန်အ ਨੇ ကြီးများသာရှိသည့်ရနဲ့ထိုဆရာဝန်အများပြားသည်ကတ္တရာဈေးလမ်းမကြီးများအနီးနားတဝိုက်၌သာစီးပွားလမ်းဖြောင်းနေကြသောအခါ ထိုလမ်းမကြီးများနှင့်ဝေးရအယမလူနာများအားအဘယ်သူကတွားရကုသပေးကြပါမည်နည်းထိုလူနာများသည်လည်းလူနာများပင်မဟုတ်ကြလေသလိုအစပထမ၌ဒေါက်တာလွမ်းဝေသည်လယ်သမားတိုင်းပြည်၌ကတ္တရာစီလမ်းမကြီးကိုခုံပင်တွေ့ကပ်နေကြသောမိမိ၏ဘဝတို့ဆရာဝန်ဆိုသူများကိုအပြစ်တင်ခြင်းသလိုဖြစ်ခဲ့မည်ထိုဆရာဝန်ဆိုသူများသည် ကြေးရက်တဲ့လူလူမမာများကိုရှောက်လန့်၍အေးရမြတိုက်နေကြသော လူရိုင်းကြီးများကဲ့သို့ပင်သဘောထားခဲ့မိသည်တကယ်တမ်းဆိုတော့လေဆရာဝန်အတတ်ပညာဖြင့်တထေးဖြစ်လမ်းကိုလိုက်နေကြသော လူအများအပြားပင်ဘာယောဂာများမရှိသော လူနာလူတဦးကိုပင်ယောဂအမည်များမှဲ့ကရေပြန်ထိုး၍ပတ်စံချနေကြသည်မဟုတ်သလောမြန်မာနိုင်ငံရဲ့ရဲ့တို့လှဲ့လေရောက်ရှိက ထောင်ပေါင်းများစွာသော လူနာတို့နှင့် တွဲဆောင်ဆက်ဆံခြင်းပြုခဲ့ရပြီးသည့်နောက်ပိုင်းတွင်ဆရာဝန်ကြီးဦးလွန်ဝေဤအဖြစ်နှင့်သဘောထားများသည့်တစားတစ်တစားပြောင်းလဲ၍လာခဲ့သည်လူတော်ဦးဤအသားကိုအခြားလူတယောက်ကခုတ်ပိုင်းစားတော့လျက်တယောက်သောသူဤလေချောင်းသွေးကိုအခြားသူတို့ကဓမြောင်ဖြင့်ဖောက်၍တောင်းနေကြသောပြစ်ဆက်ခတ်လူနေမှုစနစ်ကြီးအတွင်ရှေးဆရာဆိုသူများက မိခင်ဤဝါးပါအတွင်မှာဘာအပြင်းမျှမရှိသော တရီသားကိုရဲရဲဆက်ဆက်တက်ပြေး၍ယင်းလူတက်မှုအတွေ့အခါကျင်းဝင်များတောင်းခံနေခြင်းသည်ထူးဆန်းလာသောအမှုမဟုတ်တော့ရှိကျင်းဝဆန်းပုတ်ကလေးကိုပြုတ်လုပြီးကသာကဆရာဝန်ဦးလန်းဝေသည် လူနာများအပေါ်၌ကျင်နာတတ်ခြင်းရှိလာသောဆရာဝန်ကြီးတဦးအနေဖြင့်သာမြင်ခဲ့လေသည်သူရတွင်အရတကာတို့လှဲ့လေရောက်ရှိခဲ့ပြီးသည့်နောက်အတွေ့အကြုံများများပြားရင်းကျက်လာသောအခါဆရာဝန်ကြီးဦးလန်းဝေသည်ဆရာဝန်ကြီးတဦး၏အမြင်ထက် ကြော်လွန်၍မြင်လာခဲ့လေသည်ငယ်ရွယ်နုပြသောဘဝသမားနှင့်တုန်းကသူ၏အမြင်များသည်အပေါ်ယံမျှတာဖြစ်လေသည်ကွက်တိကွက်ကြားမျှတာဖြစ်လေသည်သူရတွင်တမောဥကြီးဖြစ်လာသည်နှင့်အမျှသူ၏အမြင်များသည်တစားတဲ့တစားနှဆိုင်လာလေသည်ယင်းကဲ့သို့ဟိုတကွက်ဒီတကွက်မဟုတ်တော့ပဲကြဲကြဲပြန့်ပြန့်နှင့်ရှုံ၍မြင်လာလေသည်တာမန်လူတို့တယောက်ဤကျမ်းမာရေးသည်တော်ယုံတင့်ယုံယောဂဗျာပုံမှားများဤ ဖီစီးတိုက်ခိုက်မှုကိုခံရုံများနေတော့ကရုတ်တရက်မပြတ်နိုင်ရှိတဘာဝကကြေကျွထဲသွင်းပေးလိုက်တော့လူတရဝါများဤခန္ဓာကိုယ်အတွင်းမှခုခံပိုးများသည်အပြင်အပမှဖီစီးဝင်ရောက်ရန် ထိုးပေါက်အားထုတ်ခြင်းပြုလေရှိကြတော့ယောဂဗျာပိုးမများကို ကောင်းစွာခုခံတိုက်ခိုက်နိုင်ကြတော့ဆာမကများရှိလေသည်တို့ရတွင်အပြင်အပမှပိုးမများကိုအတွင်းသို့မဝင်ရောက်နိုင်အောင်တောလာတိုက်ခိုက်ခြင်းပြုနိုင်ရန်အတွက် လူတရဝါများ၏ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ခံပိုးများသည် အင်အားနှင့်ပြည့်စုံကြဖို့လိုအပ်လေသည်ယင်းသို့လူတို့၏ခန္ဓာကိုယ်အစိပ်ပိုင်းတွင်ရှိ ကိုယ်ခံပိုးများအင်အားနှင့်ပြည့်စုံဖို့အရေးမှာလူတဦးတယောက်သည်၎င်းအတွေ့အခြေခံအားဖြင့်လိုအပ်လျက်ရှိသောအာဟာရများကိုမှန်မှန်ကန်ကန်ဖြည့်ဆွမ်းပေးနိုင်ဖို့လိုအပ်ပေသည်ထိုအမှုကိုလူမှန်သမျှအလိုအလျောက်သိရှိနားလည်ကြပြီလည်းဖြစ်လေသည် တို့ရတွင်တည်ရှိနားလည်ကြသောကိစ္စနှင့်လက်တွေ့လိုက်နာဆောင်ရွက်ခြင်းတို့သည်ကိစ္စတစ်ခုစီဖြစ်ကြနေသည်လူတို့သည်မိမိတို့အတွက်မရှိမဖြစ်သော လိုအပ်ချက်အဟာရကိုအဘယ်အမျှတုံးဆောင်လိုကြစေကမူတုံးဆောင်နိုင်သောအခြေအနေများမရှိပါကအဘယ်သို့တတ်နိုင်ပါမည်နည်းဤတိုင်းပြည်တွင် လူပေါင်း100လျင်လူပေါင်း50 50ကျော်ခန့်တို့သည်၎င်းတို့အတွက်ကျမ်းမာရေးနှင့်ပြည့်စုံရန်လိုအပ်သောအာဟာရကိုမရရှိကြရှည် အဟာရချို့တဲ့သူအများအပြားနှင့်ငတ်မို့နေရသူအများအပြားပင် ရှိနေကြသည် ထို့သောကိုခံပိုးများကြုံလီအားနည်းနေကြသူများသည်အပြင်အပမှယောဂဗျာပိုးမွားတို့၏တိုက်ခိုက်ခြင်းကိုအဘယ်သို့တွန်းလှန်တိုက်ခိုက်နိုင်ပါမည်နည်းအစသာရရာကိုစီမံခန့်ခွဲခြင်းပြုတတ်သောတဘာဝသည်လူတရဝါများအားမိမိတို့၏ဝန်ကိုထမ်းဆောင်နိုင်ရန်အတွက်ပကုန်းတစ်ဖက်နှင့်ကြွယ်သားများကိုပြုလုပ်ပေးထားလေသည် ို့ရတွင်လူတို့သည်မိမိတို့၏ဆွမ်းဘက်ကနှင့်မဆန်သောဝန်ကိုထမ်းဆောင်ခြင်းပြုရသောအခါအင်အားကုန်ခန်းကြလေသည်ယင်းတို့အင်အားကုန်ခန်းသောအမှုသည်နာရာခြေကဲ့သို့ဖြစ်လာသောအခါလူသည်ခန်းလျှောက်လာတတ်လေသည်ယင်းတို့ခန်းလျှောက်နေသောလူများကိုယောဂဗျာပုံမှားတို့သည်လွယ်လင်းတကူတိုက်ခိုက်ဖျက်ဆီးပြုနိုင်လေသည်ပင်ပန်း၍အာရင်ကုန်ခန်းနေသောလူများသည်ယောဂဗျာ၏တားကောင်ကဲ့သို့ဖြစ်နေတတ်လေသည် ဤတိုင်းပြည်၌ထိုကဲဆိုသောတားကောင်များအဘယ်အမျှရှိနေပြီနည်းရှိသည်မျှသောတားကောင်များတွင်တောလက်ကြီးရွာပိုင်း၌ပုံမှန်၍များပြားဖွယ်ရာ ရှိကြလေသည်ဆရာဝန်ကြီးဦးလောင်းဝေသည်မြန်မာနိုင်ငံရဲ့ရဲ့တို့လှည့်လည်ခဲ့ဘူးသောစေတမတအူလည်းဖြစ်လေသည် သူသည်ထောင်ပေါင်းများစွာသော လူနာများဒုနာများယောဂတဲများမကြမ်းမနေသူများကြမ်းမရေပြပြားနေသူများနှင့် ရင်းရင်းနှီးနှီးတွဲဆောင်ဆက်ဆံခဲ့ရဘူးသောဆရာဝန်ကြီးတဦးလည်းဖြစ်လေသည်မြစ်တာတရားနှင့်စေတနာတို့ကိုအဓိကထား၍စေကုနေသောစေသမားတဦးလည်းဖြစ်ခြင်းကြောင့်လူနာပေါင်းမြောင်များစွာတို့ကိုလက်မလဲနိုင်အောင်ကုသပေးခဲ့ရဘူးလေပြီသူသည်နာကျင်ပင်ပန်းသော လူနာများကို၎င်း၏တာသမီများကဲ့သို့၎င်းညီအကို မောင်နှမများကဲ့သို့၎င်းမြစ်တာထားရှိတတ်လေသည်ကုသကားကိုလည်းထားပါပြီ哦စေဖို့မြပင်မတတ်နိုင်သော လူနာပေါင်းထောင်ပေါင်းများစွာတို့ကိုလည်းသူသည်မေတ္တာဖြင့်ကုသခဲ့သော စေတမာတဦးလည်းဖြစ်လေသည်သူကုသခြင်းပြုခဲ့ရသောလူနာ၁၀ဦးလျင်၅ဦးသည် စေဘိုးများပင်မတတ်နိုင်ကြသူများဖြစ်လျက်ကြံ၅ဦးအနက်၃ဦးခန့်လောက်သာစေဘိုးကိုအနိုင်နိုင်ပေးကြရသူများဖြစ်လေသည်ယင်းတို့နှစ်ပြိစေတာကြာမြင့်စွာအတွင် ဖြတ်တန်းခြင်းပြုလာခဲ့ရသောအတွေ့အကြုံများမှာ ဆရာဝန်ကြီးဦးလွမ်းဝေသည်အလွန်တရာလေးနက်သော ကောက်ချက်တရက်ကိုလည်းဆွဲနိုင်ခဲ့လေသည်ဤတိုင်းပြည်၌လူအများပြား၏ကျမ်းမာရေးပြက်ပြားလျက်တေကျေပျက်စီးမှုအစမတန်များပြားနေရခြင်း၏အခြေခံအကြောင်းရင်းမှာလူများသည့်အလွန်တရာစိတ်ရဲပင်ပန်းလှသောကြောင့်ဖြစ်ပါသည်ဆိုသောကောက်ချက်ပင်ဖြစ်လေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း၁စီစဉ်တည်ဆက်မှုကိုဒီမာရင်ခေတ္တခဏရန်နာခွင့်ပြုပါခင်ဗျာ ဒီနေ့မှာအချိန်ပေပေဝင်ရောက်နားဆင်အားပေးကြကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ